မြန်မာနိုင်ငံရေးမှာတရားဝင်စဖက်တာတွေကိုအပိုင်း၃ပိုင်းနဲ့ကျွန်တော်တင်ပြခဲ့ပါတယ်။တရုတ်ကသူများပြည်တွင်းရေးကိုဝင်မဆွတ်ဖက်ပါဘူးလို့အချိန်ချိန်ပြောပါတယ်။ဒါပေမဲ့သူပြောတိုင်းကျွန်တော်တို့လွယ်လွယ်နဲ့လက်ခံလို့မရပါဘူး။သူလုပ်နေတာတွေကို ကျွန်တော်တို့မြင်နေရတာပဲလေ။ဆွတ်ဖက်နေတာကိုတော့မြင်တဲ့အတိုင်းပြောရမှာပါပဲ။ဒါဟာတရုတ်မုန်တီးရေးကိုကျွန်တော်တို့နှိုးဆော်နေတာပြောနေတာမဟုတ်ပါဘူး။အရှိကိုအရှိတိုင်းသိအောင်ကျွန်တော်တို့ ဥစွာတင်ပြပေးနေတာပါပြဿနာကိုမဖြေရှင်းခင်မှာပြဿနာကိုကျွန်တော်တို့အမှန်တိုင်းအပြည့်စုံသိအောင်ရှင်းလင်းတင်ပြတဲ့သဘောပါတိတ်ရှိကျင်းတဲ့ကြောက်ကော်အန်းရဲ့အစည်းအဝေးမှတ်တမ်းဟာအစ်စ်မှန်ဖြစ်လိမ့်မယ်လို့အခုခါမှာလူအများကယုံကြည်နေကြပါပြီဘာကြောင့်အဲ့ဒါလို့ယုံကြည်ကြသလဲဆိုတော့တိတ်ရှိကျင်းကဝန်ခံလိုက်လို့လည်းမဟုတ်ပါဘူးဝါကဝန်ခံလိုက်လို့လည်းမဟုတ်ပါဘူးဒါပေမဲ့တိတ်ရှိကျင်းကပြက်ပြက်သားသားမငင်းနိုင်တယ်လို့ဝါကလည်းမငင်းပါဘူး အဲ့ဒီတက်ပို့ပြီးတော့လေးနေတာကတော့အဲ့ဒီမှတ်တမ်းထွက်လာပြီးတဲ့နောက်ဖြစ်လာတဲ့အဖြစ်ပြက်အလုံးဟာမှတ်တမ်းမှာပါတဲ့ပြောဆိုချက်တွေနဲ့ကိုက်ညီနေတဲ့အတွက်အဲ့ဒီမှတ်တမ်းဟာအစစ်လို့ပြည်သူအများကယုံကြည်လာကြတာပါပဲတကယ်အရေးကြီးပြီးတကယ်လျှို့ဝှက်တဲ့သတင်းတွေဆိုတာအဲ့ဒါလိုပါပဲတရားရခိုင်နှုန်းတက်သည့်အထောက်အထားတွေရဖို့ခက်ခဲတတ်ပါတယ်အချိန်ကအဖြေပေးသွားတာကအများပါတယ်အဲ့ဒါကြောင့်သတင်းသမားတွေဟာတရားရခိုင်နှုန်းအတီမပြုတ်နိုင်ပေမဲ့ဖြစ်နိုင်ခြေရှိတဲ့သတင်းမျိုးကိုပြည်သူလူထုသိအောင်တင်ပြရပါတယ် တရားရခိုင်နှုန်းအထောက်အထားရအောင်စောင့်မနေနိုင်တဲ့အခြေအနေတွေရှိတတ်ပါတယ်အရေးကြီးတာကသတင်းသမားအနေနဲ့ကိုတိတာကိုသိသလောက်ပဲပြောပြဖို့မသေးကြရင်မသေးကြသလိုသေးကြရင်သေးကြတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းနဲ့ပွန့်ပွန့်လင်းလင်းပြောဖို့ကအရေးကြီးပါတယ်ဥပမာဆိုလို့ရှိရင်ဘိုးချုပ်တန်းရွှေလက်ထက်ကနေပြည်တော်မှာလှိုင်ကောင်းကြီးတွေဖောက်ပြီးတော့အမှုမြူလက်နက်ဆက်ရုံတိဆောက်နေတယ်ဆိုတာကိုသတင်းသမားတွေတင်ပြခဲ့ကြပါတယ်ဘယ်သတင်းသမားမှအဲ့ဒီလှိုင်ကောင်းကြီးတွေကိုမျက်စိနဲ့မြင်ထားတာ ဓာတ်ပုံသက်သေတွေနဲ့တင်ပြနိုင်တာမဟုတ်ပါဘူးအခုချိန်ထိအဲ့ဒီသတင်းမှန်မှန်မှန်ကိုလည်းတရားရခိုင်နှုန်းအတည်ပြုလို့မရသေးပါဘူးဒါပေမဲ့အဲ့ဒီသတင်းဟာအလကားသတင်းတော့မဟုတ်ပါဘူးအခုချိန်မှာအစ်စ်မှန်ဖြစ်လောက်တယ်လို့ယူဆရတဲ့တိမ်ကြောက်မှတ်တမ်းနဲ့မှပါတဲ့တရုတ်ရဲ့သဘောထားတွေကိုပြန်စီစစ်ကြည့်ဖို့လိုအပ်လာပါတယ်။ဘာကြောင့်လဲဆိုတော့တကယ့်အစ်စ်မှန်သဘောထားဆိုတာမျိုးတွေဟာသူတို့ထုတ်ပြန်တဲ့ကြေညာချက်တွေသတင်းစာရှင်းလင်းပွဲကပြောဆိုချက်တွေ အင်တာဗျူးတွေကကောက်နှုတ်ချက်တွေထက်အခုလိုစာရွက်စာတမ်းတွေထဲမှာပို့ပြီးတော့မြင်တွေ့ရတာတို့ပါကိုကမဟာမိတ်အဖွဲ့ကိုလက်နက်နဲ့ထောက်ပံ့ရေးတွေဖြတ်တောက်ဖို့ကိစ္စကိုတရုတ်ပြည်ကဝါပီနယ်နဲ့အကြိမ်ကြိမ်ဆွေးနွေးခဲ့တယ်။ကျွန်တော်တို့တရုတ်ဘက်ကကိုကမဟာမိတ်တွေရဲ့ချင်းရွှေဟော်နဲ့နန်းဆန်အောင်လုံးဝပိတ်ထားလိုက်တယ်။ဖြတ်ငါးပြက်စီမံကိန်းစရတယ်။ဆိုလိုတာလျှက်စစ်ဖြတ်၊ရေဖြတ်၊အင်တာနက်ဖြတ်၊ထောက်ပို့ဖြတ်၊လူဝင်အားဖြတ်ပေါ့ဗျာ။ဒါပေမဲ့လို့ကိုကမဟာမိတ်အဖွဲ့ကဘဝင်မြင့်မြင့်နဲ့လုံးဝမကြောက်ဘူး။ ိုးကန့်ကိုဖြတ်ငါးဖြတ်လုတ်ထားတယ်လို့ဒီထဲမှာဖော်ပြထားပါတယ်တကယ်လည်းဖြတ်ခဲ့တာကိုကျွန်တော်တို့မြင်တွေ့ကြရပါတယ်လစ်ဟာနေတဲ့လမ်းကြောင်းတွေကနေပြီးတော့လူလူနီးနဲ့ကိုးကန့်နယ်တွေကိုဖြတ်တန်းဝင်ရောက်သွားတာတွေရှိတော့အဲ့ဒါလိုရှိတာကိုသိတော့ဝါကိုခေါ်ပြီးတော့ဖိအားပေးပါတယ်ဒါတောင်မှတရုတ်ဟာသူများပြည်တွင်းကိုဝင်မဆွတ်ဖက်ပါဘူးလို့အကြိမ်ကြိမ်ပြောနေပြန်ပါတယ်တတမန်ဆိုတာလိန်နာပဲဆိုတဲ့စကားရှိပါတယ်အဲ့ဒီစကားသိမှတ်ပါတယ် ီတော့တန်ကင်းတမန်ကင်းစကားတွေကိုလိမ့်နေတာလို့ပဲဝေါ်ထားပြီးတော့ကျွန်တော်တို့ဒီနေရာမှာလောလောဆယ်လစ်လျူရှုထားလိုက်အောင်ပါကိုကံအဖွဲ့ဟာဘဝင်မြင့်မြင့်နဲ့လုံးဝမကြောက်ဘူးလို့တိတ်ရှိကျွန်းကပြောပါတယ်အဲ့ဒီတိုင်ပြောခဲ့တာမှန်ရင်တော့တိတ်ရှိကျွန်းဟာဘဝင်မြင့်မြင့်နဲ့မြန်မာပြည်တွေကိုစော်ကားနေတယ်လို့ပြောရမှာပါပဲကျွန်တော်တို့ကကိုကံမဟာမိတ်အဖွဲ့အမြန်ဆုံးစုတ်ခွာမယ်လို့တောင်းဆိုရဲဒါတရုတ်ပြည်ရဲ့အခိုင်အမာနေထားပဲကိုကံကလိုက်နာရလိမ့်မယ် ုတိယအနေနဲ့ကိုကန့်ဟာတစားတစားအတင့်ရဲလာပြီးတော့ NUG PDF စတဲ့ American နဲ့အနောက်နိုင်ငံကထူထောင်ပေးထားတဲ့မြန်မာစစ်အစိုးရစန့်ကျင်ရေးအင်အားစုတွေကိုကူညီနေတယ်။နောက်ပြီးတော့မြန်မာအစိုးရကိုဖြုတ်ချရေးမှာရှေ့တန်းအပေါင်းဝင်လာတယ်။သူဟာမြန်မာပြည်မြောက်ပိုင်းရောမြန်မာပြည်တစ်ခုလုံးရောအနောက်ဆက်ပေးမဲ့ပြဿနာကောင်ဖြစ်လာပြီ။တတိယအနေနဲ့ကိုကန့်ဟာတရုတ်ပြည်ကိုအမြဲတမ်းမီးစားတစ်ဖက်ရေမုတ်တစ်ဖက်လှုပ်တယ်။တိတ်တဆိတ် PDF နဲ့ပေါင်း မန္တလေးကိုတိုက်ပွဲလုပ်ဖို့ပြင်တရုတ်တွေကိုကယ်မယ်ဆိုတဲ့အလိညာသတင်းတွေဖြန့်တရုတ်ပြည်ရဲ့ policy အတိုင်းပူးပေါင်းဆောင်ရွက်နေတယ်လို့လို့သတင်းတွေကိုလှုပ်ဆောင်ပြီးတော့တရုတ်ပြည်သူတွေကိုဇဝေဇဝဖြစ်အောင်လုပ်တယ်တရုတ်နဲ့မြန်မာရဲ့ကောင်းမွန်တဲ့မိတ်ဆွေဆက်ဆံရေးကိုပါပျက်စီးအောင်ကြိုးစားတယ်စတုတ်ထအနေနဲ့ကိုကန့်ညီနောင်မဟာမိတ်အဖွဲ့ကတစ်တုံညာနှစ်ခုစစ်စင်ရေးစတဲ့အခါမှာတရုတ်ပြည်နဲ့ပူးပေါင်းပြီးတော့ online ကြဖြန့်တွေကိုနှိမ်နှင်းမယ် ကိုကဲကိုလွတ်မြောက်စေပြီးလောက်ကန်ကိုပြန်မယ်ဆိုတဲ့အလန်တော်အောက်ကသွားမယ်လို့ပြောတယ်။ဒီတစ်တုံညာနှစ်ခုဆစ်စင်ကြီးရအစလာရှုဝင်သိမ်းတာအစုံအားလုံးဟာမြန်မာတရုတ်နယ်ကြားဒေသရဲ့တည်ငြိမ်ရေးနဲ့လုံခြုံရေးကိုပျက်စီးစေတာပဲ။ဒီစကားထဲမှာ NUGPTF တွေကိုအမေရိကန်နဲ့အနောက်နိုင်ငံတွေကထူထောင်ပေးထားတဲ့အဖွဲ့အစည်းလို့တိတ်ရှိကျွန်းကပြောသွားပါတယ်။ဒီစကားကိုနားထောင်ပြီးတော့ကျွန်တော်တို့ကောက်ချက်ချနိုင်တာကတော့ NUGPTF ဘလို့ပေါ်ပေါက်လာတယ်ဆိုတာကိုတရုတ်ကနားမလည်ဘူးဆိုတဲ့အချက်ပါပဲ။ energy pdf ဘလို့ပေါ်ပေါက်လာသလဲဆိုတာကိုမြန်မာတွေသိတယ်လို့တရုတ်တွေမသိနိုင်ပါဘူးနားမလည်နိုင်ပါဘူးသူတို့ထင်ကြရထင်နေတာပဲဆိုတာတော်တော်သိတာနေပါတယ်တရုတ်ကမြန်မာနိုင်ငံရေးကိုမျက်မှန်စိမ့်တက်ပြီးတော့ကြည့်နေပါတယ်သူထစ်တာကိုတစ်ဖက်သက်ခေါင်းမာမာနဲ့ပြောနေပါတယ် energy ဟာ american ကို လိုလားတာဟုတ်ချင်ဟုတ်မှာပါ American နဲ့ဆက်သွယ်နေတာ American စီကနေပြီးတော့အကူအညီရဖို့ကြိုးစားနေတာတွေကလည်းအမှန်ပါပဲဒါပေမဲ့ NUG ကို American ကထူထောင်ပေးတယ်ဆိုတာကတော့ဘလို့မှမှန်မှန်တဲ့စကားပါ အခုခါ NUG ဖြစ်လာမဲ့လွတ်တော်အမတ်တွေဟာနေပြည်တော်စီပင်ရိတ်သားတွေကနေအဲ့ရလိုက်ပြီးတော့အိမ်ပြန်တော့မလို့လုံနေလို့ပြည်သူများကဝိုင်းဝန်းဖိအားပေးတောင်းဆိုခဲ့ကြရပါတယ်။အဲ့လိုဖိအားပေးတောင်းဆိုကြလို့ CRPH ပေါ်လာပါတယ်။ CRPH ပေါ်လာလို့ NUG ဆိုတာနောက်ပိုင်းမှာဖြစ်လာတာပါ။ဒါကိုမြန်မာလူမျိုးတိုင်းသိပါတယ်။ဒါပေမဲ့တိတ်ကြည်ကျင်မသိဘူး။နားမလည်ဘူး။တရုတ်ထောင်လိုင်းရဲ့ဘလောက်ပဲလက်တံရှည်တယ်ပြောပြောတရုတ်အစိုးရရဲ့တန်တရားကိုမကြောက်နိုင်ပါဘူး။သူတို့တန်တရားရှိတဲ့အတိုင်းပုံဖော်နေတာပါ။ သူတို့ထင်တဲ့အတိုင်းအခိုင်အမာကောက်ချက်ဆွဲပြီးတော့ပြောနေတာပါဒါကိုတရုတ်ဆိုရနားလေလက်ခံလာအောင် NUG ကလည်းရှင်းမပြနိုင်ပါဘူးဒါကတော့ NUG ရဲ့တန်ကင်းတမန်ကင်းဆိုင်ရာအားနေချက်နိုင်ငံတကာဆက်ဆံရေးဆိုင်ရာအားနေချက်ပါပဲဝါကိုကန် TNL တို့ကလည်းရှင်းမပြနိုင်ပါဘူးရှင်းပြရင်သူတို့ကိုပါရန်ရှာမှာကြောက်နေကြရပါတယ်ဒါမှမဟုတ်သူတို့ကအနေသားကြီးဆိုတဲ့သဘောနဲ့ရှင်းမပြတာလားမဆိုရပါဘူးပြည်သူကိုစားရှင်းပြရမယ့်တာဝန်ကို ူတို့ပြက်ကွက်ခဲ့ကြပါတယ်အဲ့ဒါလို့ရှင်းမပြဝန်းတဲ့အတွက်သူတို့ကိုယ်တိုင်လည်းအကျက်ဆိုင်ပါတယ်တရုတ်ဟာဆုံးဖြတ်ချက်အမှားကိုချနေပါပြီတရုတ်ပြည်သူအတွက်ရောမြန်မာပြည်သူအတွက်ပါကောင်းကျိုးမဖြစ်နိုင်တဲ့ဆုံးဖြတ်ချက်အမှားတွေကိုချနေပါပြီအဲ့ဒါလို့လုပ်နေတာကိုမြန်မာပြည်သူတွေကလက်ခံမှာမဟုတ်ပါဘူးမြန်မာပြည်သူတွေကလက်မခံရင်သူတို့ရည်မှန်းချက်တွေဘယ်တော့မှချော့ချော့မှုမှုဖြစ်မှာမဟုတ်ပါဘူးဒီလန်တိုင်းဆက်ရှောက်ရင်တို့လို့လို့တို့များစီမံကိန်းတွေကဘာနဲ့ချီပြီးတော့တို့ကြက်စီလောက်ကိုင်းနေတဲ့ BRI တို့တရုတ်မြန်မာစင်ကြံလန်းတို့ဟာမြန်မာပြည်သူတွေရဲ့ကန့်ကွက်ဆန့်ကျင်မှုတွေကိုတောက်လျှောက်ကြုံတွေ့နေရတော့မှာပါမြန်မာပြည်သူတွေရဲ့အမုန်းကိုသူတို့နှစ်ဆယ်ကနန်းတချို့ကြားတဲ့အထိဆက်လက်ပြီးတော့ခံစားသွားကြရပါလိမ့်မယ်နှစ်ပေါင်း100 200ကြာရင်လဲကြာသွားနိုင်ပါတယ်အဲ့ဒါဟာဘလို့မှမကောင်းနိုင်ပါဘူးလာရှုကိုစစ်ကောင်စီလက်အတင်းပြတ်အပ်ခိုင်းတဲ့အတွက်ပြည်သူလူထုကတရုတ်ကိုဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ပါဘူးဒီလမ်းကို၈၀တိုးပြီးတော့ရှောက်နေအောင်မယ်ဆိုရင်တရုတ်ပြည်သူရောမြန်မာပြည်သူအတွက်ပါမကောင်းပါဘူး ဩဂတ်14ရက်နေ့25ရက်မှာကျွန်တော်နိုင်ငံရေးဝန်ကြီးဝန်ကြီးနဲ့အတူမြန်မာပြည်ခီးစင်မှာလိုက်ပါသွားခဲ့တယ်။ခင်ဗျားတို့လည်းသတင်းကြားပြီးတော့ပေါ့ကျွန်တော်နိုင်ငံရေးဝန်ကြီးဝန်ကထောက်ခံပံ့ပိုးခြင်း၃မျိုးနဲ့လုံနိုင်ခြင်း၃ပုံကိုအသုံးပြုပြီးတော့တရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံအပေါ် policy ကိုရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ထောက်ခံပံ့ပိုးခြင်းဆိုတာမြန်မာနိုင်ငံလွတ်လပ်ရေးအချုပ်အခြာအာဏာနိုင်ငံတော်စီးလုံးရေးနယ်မြေပိုင်ဆိုင်စိုးမိုးရေးတို့ထောက်ခံတယ်။ပြည်တွင်းစစ်ဖြစ်ပေါ်အောင်တွေးထိုးခြင်း နိုင်ငံအတွက်မငြိမ်မသက်ဖြစ်အောင်တွေးထိုးခြင်းတို့လုံးဝဆန့်ကျင်တယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့လမ်းစဉ်ကတိတ်ရှင်းပါတယ်။ဘယ်သူတွေကနိုင်ငံအတွက်မငြိမ်မသက်ဖြစ်အောင်တွေးထိုးနေကြရလဲ။နောက်ဆုံးစကားလုံးကတော့ချက်စကား keyword ပါ။ဘယ်သူတွေကနိုင်ငံအတွက်မငြိမ်မသက်ဖြစ်အောင်တွေးထိုးနေကြသလဲတဲ့။ဒါကမေးခွန်းမဟုတ်ပါဘူးဆွဆွဲချက်ပါ။မေးခွန်းပုံစံနဲ့ပြောတဲ့ဆွဆွဲချက်ပါ။ဘယ်သူက တွေးထိုးနေကြသလဲလို့မေးထားတာဖြစ်ပေမဲ့ ူတကယ်တမ်းပြောချင်တာကအမေရိကန်ကသွေးထိုးနေတယ်လို့ပြောချင်တာဖြစ်ကြောင်းထင်ရှားပေါ်လွင်ပါတယ်။ပြည်တွင်းစစ်ဖြစ်ပေါ်အောင်သွေးထိုးခြင်းနိုင်ငံအတွင်းမငြိမ်မသက်ဖြစ်အောင်သွေးထိုးခြင်းတို့ကိုလုံးဝဆန့်ကျင်တယ်လို့ပြောထားပါတယ်။ဒီစကားဟာမြန်မာပြည်သူတွေရဲ့အသည်းကိုအနက်ဆွာနေကြတော့ပါပဲ။နိုင်ငံအတွင်းမငြိမ်မသက်ဖြစ်အောင်ဘယ်သူကလှုပ်တယ်လဲ။ပြည်တွင်းစစ်ဖြစ်ပေါ်အောင်ဘယ်သူကလှုပ်တယ်လဲဆိုတာကိုမြန်မာနိုင်ငံမှာကလေးကအစားသိပါတယ်။ဒါကိုတိတ်ရှင်ကျွန်းကတကယ်ပဲမသိတာလား။ဒါမှမဟုတ်တိတ်ရှိကျွန်းမသိကြအောင်စောင့်နေတာပဲလား။ နှစ်ခုစလုံးလည်းဖြစ်နိုင်ပါတယ်နှစ်ခုစလုံးဖြစ်နိုင်ကြောင်းကိုကျွန်တော်ခဏနေရင်ပြောပါမယ်မြန်မာနိုင်ငံမှာမငြိမ်သက်မှုလို့တိတ်ဆီကျွင်ပြောတဲ့လူတန်းချီပါဝင်တဲ့ဆလတ်ပြပွဲကြီးတွေဖြစ်ပေါ်လာတာဟာဘိုးချုပ်မင်းအောင်လိုက်အာနာသိန်းတို့ဖြစ်လာတာပါရှင်းရှင်းလေးပါအာနာမသိရင်ဘယ်သူမှလမ်းမပေါ်တက်ဆန္ဒမပြပါဘူးဆန္ဒပြတဲ့လူရေတွက်ကလည်းတန်းနဲ့ချီပြီးတော့ရှိပါတယ်အဲ့ဒီတန်းနဲ့ချီတဲ့လူတွေလမ်းမပေါ်တက်ဆန္ဒပြတာဟာအမေရိကန်ကသွေးထိုးလို့ပါလို့တိတ်ဆီကျွင်ကဆွဆွဲနေပါတယ် အမေရိကန်ရဲ့လူလို့သူတို့ပြောနေတာက CRPH NUG ဆိုတော့ CRPH NUG ကနေတဲ့အမေရိကန်ကသွေးထိုးနေပါတယ်ပေါ့လေသူပြောချင်တာကအဲ့လိုမျိုးပါဒါပေမဲ့အဲ့ဒီဆန္ဒပြပွဲတွေဖြစ်အောင် CRPH NUG ကမစော်ဩခဲ့ပါဘူးမနှိုးစော်ခဲ့ပါဘူးခေါင်းမဆောင်ခဲ့ပါဘူးတေုပ်ပြောတာလည်းဆန့်ကျင်ပဲပါ CRPH NUG နဲ့နီးစပ်တဲ့သူတွေကအဲ့ဒီတုန်းကပြောခဲ့တာက82နှစ်ကြီးစောင့်တော့ကိုယ့်အရှင်မှာပဲကိုနေကိုလန်းထဲကနေကိုမထွက်နဲ့တော့ တွဲတိုင်းမှာစက်ကောင်းပါတယ်လို့ဆိုတဲ့စကားမျိုးတွေပါဆိုလိုချင်တာက CRPH Energy နဲ့ဤဇာသူတွေကဆန္ဒပြပွဲတွေကိုမလုံစော်ခဲ့ရုံသာမကထိမ့်သိမ့်မှုနောက်ပြန်ဆွဲဖို့ကြိုးစားခဲ့ကြတာပါ ပြည်သူလူထုကမခံမရနိုင်လွန်းလို့ဘ ᱹ ဓုစကားကိုမှနားမထောင်ခဲ့ပါဘူးအဲ့ဒါလို့နားမထောင်မဲ့လမ်းမပေါ်ကိုလူထုကတန်းနဲ့ချီထွက်လာတော့မှ CRPH Energy နဲ့ဤဇာတဲ့သူတွေကဆန္ဒပြပွဲတွေမှာလူလုံးထွက်ပြကြတာပါဒါတောင်လူလုံးထွက်ပြတဲ့အရေးအတွက်ကသိပ်မများလာပါဘူး လက်နက်ကိုင်တော်လှန်ရေးဆိုတာကလည်း CRPH NUG နဲ့လှမ်းဝေးတဲ့နေရာတွေမှာစဖြစ်တာပါကလေးမျိုးအနီးနတ်ချောင်းနတ်မြောင်းတင်သားတို့မြင့်ကြံတလုံးမျိုးတို့မင်းတက်တူမီတိုက်ပွဲတို့ဒီမော့ဆိုရက်စကန်သိတိုက်ပွဲတို့ကတည်းလက်နက်ကိုင်တော်လှန်ရေးစခဲ့ကြတာပါအဲ့ဒီတိုက်ပွဲတွေကနေနောက်တစ်ချိန်မှာ PDF ဖြစ်လာမဲ့လက်နက်ကိုင်တော်လှန်ရေးသမားတွေထွက်ပေါ်လာတာပါ NUG က PDF ကိုဖန်တီးတာမဟုတ်ပါဘူး PDF က NUG ကိုဖန်တီးတာပါ အမေရိကန်ကဘယ်နေရာကနေလာပြီးတော့သွေးထိုး လှုပ်ဆော်သွားပါတယ်ဒီဒေါ်လာကြီးကိုအမေရိကန်ကမြှောက်ပေးတာမဟုတ်ဘူးဆိုတာကျွန်တော်တို့ပြည်သူတွေအသိဆုံးပါဘိုးချုပ်မင်းအောင်လှိုင်လှုပ်လို့ဒါတွေဖြစ်လာတာပါခလေးကအစာတီးရဲ့အဲ့ဒီအမှန်တရားကိုတိတ်စီကျွင်းကမဟုတ်တဲ့ကိုပြောနေတာဟာပြည်သူလူထုကိုဒေါသထွက်အောင်လုပ်နေတာနဲ့ပဲတူနေပါတယ်တိတ်စီကျွင်းဟာမြန်မာနိုင်ငံမှာအဲ့လိုမတည်ငြိမ်မှုတွေဖြစ်အောင်လုပ်တဲ့တရားခံဘိုးချုပ်မင်းအောင်လှိုင်ကိုထောက်ခံခြင်းနဲ့အတွက်တိတိကြီးနဲ့အမေရိကန်သွေးထုတ်လို့ဖြစ်နေတာဆိုပြီးတော့မှန်မှန်မကန်ပြောတာဖြစ်နေပါတယ် တိတိနဲ့မှန်မှန်မကန်ပြောတာ ဖြစ်နိုင်ပါတယ်ဒါပေမဲ့တကယ်မသိတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ်အဲ့ဒါကြောင့်ဆောစောတုန်းကနှမျိုးစလုံးနှစ်ခုစလုံးဖြစ်နိုင်တယ်လို့ကျွန်တော်ပြောခဲ့တာပါတခါတလေမှမောဟသိပ်ဖုံးသွားရင်ကိုယ့်မျက်စိအောက်မှာမြင်နေရတဲ့ကြိုးခွေကိုတောင်မှမွေဟောက်လို့ထင်တတ်ပါတယ်တယောက်ဟာအမေရိကန်ကို သိပ်ကြောက်ပါတယ်အမေရိကန်ကိုသိပ်ကြောက်တာနဲ့အတူဆန္ဒပြပွဲတွေကိုလည်းသိပ်ကြောက်ပါတယ်တရားနာမယ်ဆန္ဒပြပွဲနောက်မှာအဲ့ဒီဆန္ဒပြပွဲကြောက်တဲ့ယောဂါတယောက်ကိုဖိစီးလာတယ်နဲ့တူပါတယ် ဆန္ဒပြပွဲတွေကိုအမေရိကန်က ထောက်ခံပြီးတော့အမေရိကန်လူတွေအာဏာရသွားတာမျိုးဟာ1988 89ခုနှစ်နောက်ပိုင်းမှာတော်တော်များများတွေ့လာရပါတယ်။အယောင်တော်လန်ရေးတွေတို့ဂရီဘာတော်လန်ရေးတို့အရက်နွေဦးတော်လန်ရေးတို့မှာအဲ့ဒါလိုအဖြစ်အပျက်တွေအများပြားတွေ့ရပါတယ်။ထင်ရှားတဲ့ဥပမာတစ်ခုကိုပြောရမယ်ဆိုလို့ရှိရင်ယူကရိန်းမှာ2014ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့လူထုဆန္ဒပြပွဲကြီးတွေကြောင့်ရုရှားလိုလာတဲ့သမရဗစ်တာယန်နူကိုဗစ်ထွက်ပြေးခဲ့ရပါတယ်။အမေရိကန်လိုလာတဲ့အုပ်စုကအာဏာရခဲ့ပါတယ်။ အဲ့ဒီဆန္ဒပြပွဲကြီးမှာအမေရိကန်လိုလားသူတွေအာဏာရဖို့ရုရှားလိုလားတဲ့ဖစ်တာယန်နူကိုဗစ်ပြုတ်ချဖို့အတွက်အမေရိကန်ကငွေကြေးအမြောက်များသုံးစွဲခဲ့ကြောင်းကိုအမေရိကန်လက်ထောက်နိုင်ငံရဲ့ဝန်ကြီးဗစ်တိုရီယာနူလန်ကပြောကြားတဲ့အသံဖိုင်ဟာပေါက်ကြားခဲ့ပါတယ်။အဲ့တော့အဲ့ဒီဆန္ဒပြပွဲကြီးကိုအမေရိကန်လုပ်တဲ့ဆန္ဒပြပွဲလို့တရုတ်ကသတ်မှတ်ပါတယ်။တကယ်တော့လူထုဆန္ဒပြပွဲကြီးတွေအများစုဟာလူထုဆန္ဒနဲ့ထွက်ပေါ်လာတာပါ။အဲ့လိုဆန္ဒပြပွဲရဲ့အဟုန်ကိုအမေရိကန်ကထောက်ခံစီးနင်းလိုက်ပါပြီးတော့ သူတို့လူတွေကိုထိပ်ပိုက်မှာနေရာရလာအောင်အစိုးရဖြစ်လာအောင်ကြိုးစားတာမျိုးကိုလုပ်ပါတယ်အဲ့ဒါကိုတရုတ်ကအမေရိကန်တွေကဆန္ဒပြပွဲဖြစ်အောင်လုပ်နေတယ်ဆိုပြီးတော့1988 89ခုနှစ်နောက်ပိုင်းလူမှုဆန္ဒပြပွဲတွေအလုံးနီးပါးကိုစတင်ပါတယ်အဲ့ဒါကြောင့်88 89နောက်ပိုင်းကာလတွေမှာတရုတ်ဟာလူမှုစတင်သူဖြစ်လာပြီးတော့အမေရိကန်ကလူမှုထောက်ခံသူနေရာကိုရလာပါတယ်အမေရိကန်ကနံပါတ်ကောင်းရလာပါတယ်အဲ့ဒါဟာတရုတ်ရဲ့နိုင်ငံခြားရေး policy အမှားပါ တေးဟွာအဲ့ဒီအမှားကိုစက်ခါစက်ခါမှားပါတယ်တေးဟွာရဲ့နိုင်ငံသားရေး policy အဖြစ်စင်ဆက်မပြတ်ဇက်တိုက်မှားပါတယ်အခုမြန်မာပြည်ကဆန္ဒပြပွဲတွေကိုလည်းသူတို့ theory အတိုင်းကောက်ချက်ချပြီးတော့ American လောက်တာလို့ခေါင်းမာမာနဲ့ပြောဆိုတာဖြစ်နိုင်ပါတယ် American ကိုကြောက်တဲ့စိတ်လွှမ်းမိုးလွန့်ပြီးတော့ကြိုးကိုမွေဟောက်လို့ထင်ပါတယ်မွေဟောက်စစ်စစ်ဗိုလ်ချုပ်မင်းအောင်လှိုင်ကိုတော့ကပိုက်ပိုက်ထားပြန်ပါတယ်တိတ်ရှိကျွန်းရဲ့မြမတမိုင်းအမြင်စင်ရဲခေါင်းပါလွန်းတာကိုဖော်ပြတဲ့စကားရတစ်ခုကိုလည်း ဝါနဲ့ဆွေးနွေးပွဲမှာပါလာတာတွေ့ရပါတယ်မြမတက်မတော်ဟာတိုင်းပြည်ကိုတည်ထောင်ခဲ့တဲ့အဖွဲ့အစည်းလည်းဖြစ်မြမနိုင်ငံရေးအခင်းချင်းတည်ဆောက်ပုံထဲမှာလည်းအရေးကြီးဆုံးအင်အားစုဖြစ်တယ် NLD ကအောင်ဆန်းစုကြည်တို့လည်းကောင်းအန်ယူဂျီတို့လည်းကောင်းမြမနိုင်ငံရေးအခင်းချင်းမှာတက်မတော်ရဲ့နေရာကိုဘလို့မှအစာမထိုးနိုင်ဘူးကျွန်တော်အထူးကိုယ်စားလှယ်ဖြစ်လာပြီးခဲ့တဲ့ဒီစကားကိုမြန်မာပြည်မြောက်ပိုင်းတိုင်းဒေသနဲ့ကိုင်အဖွဲ့စည်းအားလုံးကိုပြောပြခဲ့တယ်။ဒါကိုသဘောမတူခဲ့တာအင်ဗန်နာပဲ။သူကဘာဖြစ်လို့လဲလို့မေးတယ်။ ဘာလို့ကျွန်တော်ကအဲ့လိုထင်တာလဲကျွန်တော်ကပြန်ပြောတယ်မြန်မာပြည်မှာတက်မတော်ရဲ့အနေအထားကိုတမိုင်းကတတ်မှတ်ထားတာအဲ့တော့တရုတ်ပြည်ကမြန်မာတက်မတော်ကိုယုံလဲယုံကြည်တယ်ထောက်လဲထောက်ခံတယ်နိုင်ငံခြားရေးဝန်ကြီးဝန်ရဲ့ဒီတစ်ခေါက်မြန်မာပြည်ခီးစဉ်ဟာကျွန်တော်တို့မြန်မာတက်မတော်ကိုအပြေအဝအတိမတ်ပြုကြောင်းပြလိုက်တာပဲတရုတ်ပြည်ကမြန်မာတက်မတော်ရဲ့အချုပ်ချာအာဏာထိန်းသိမ်းမှုဒီနေ့အေဂျင့်ရေးအတွက်ဆောင်ရွက်မှုအခြေအနေတွေကိုထိန်းသိမ်းမှု အုပ်ချုပ်မှု နောက်တစ်ဆင့်ဆောင်ရွက်ရေးအလုံးအရှင်းလင်းဆုံးထောက်ခံတယ် မြန်မာနိုင်ငံမြောက်ပိုင်းတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ကတော့တရုတ်ပြည်ရဲ့တာမစ်တာကိုစန့်ကျင်ပြီးတိုက်ပွဲတွေဆက်ဖို့ကြိုးစားမယ်မတိမငိမ်ဖြစ်အောင်လုပ်မယ်နိုင်ငံအတွင်းအနှောက်အယှက်တွေဖြစ်အောင်ဆက်လုပ်နေမယ်ဆိုရင်တော့တရုတ်ဘက်ကဒိုက်ရိုက်အေးအေးယူဆောင်ရွက်ရမှာပဲတိုက်ရှိကျွန်းဟာဒေါက်တာမမောင်ရေးတဲ့မြန်မာတမိုင်းလောက်ပဲဖတ်ဖူးတဲ့လူလားမသိပါဘူးဒါမှမဟုတ်စစ်စိုးရပြဋ္ဌာန်းတဲ့ចောင်းတုံးတမိုင်းစာအုပ်တွေတော့ဖယ်များဖတ်ဖူးသလားမသိပါဘူး တရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဆိုတဲ့လူရဲ့တမိုင်းမြင်ကအံ့ဩစရာကောင်းလောက်အောင်ဆင်းရဲနှုံချလွတ်လာပါတယ်။တက်မတော်ကတိုင်းပြည်ကိုဘလို့များတီချောင်လိုက်တာပါလဲ။ဖက်စစ်တော်လိုင်းရေးမှာတောင်မတော်လိုင်းရေးတစ်ခုလုံးရဲ့နိုင်ငံရေးခေါင်းဆောင်ဟာအဲ့ဒီတုန်းကဗမာပြည်ကွန်မြူနတီပါတီခေါင်းဆောင်ဖြစ်တဲ့သခင်ဆိုးဆိုတာကိုတိတ်ရှိကျွန်းတကယ်ပဲမသိတာလား။ဘူကျောက်အောင်ဆန်းကိုရိုင်းကဗမာ challenge မှာရေးထားတာဘူကျောက်ဆက်လင်းနဲ့တွေ့တော့ကြတော့အဲ့ဒါလိုပဲပြောခဲ့ရဆိုတာတွေကိုတိတ်ရှိကျွန်းကြားဘူးပုံမရပါဘူး။ မြမတက်မတော်ရဲ့တမိုင်းဟာလူလူကိုတတ်တဲ့တမိုင်းဆိုတာကိုတိတ်ရှိကျွင်းသိပုံမရပါဘူး62ခုနှစ်အာနာမသိငင်ကနေကမြမတက်မတော်ကလူလူကိုတတ်လာတာပါအင်းစိန်ထန်းတပင်မှာလယ်သမားတွေကိုတတ်တာတို့လယ်ဝေးသပုံလယ်သမားသပုံလယ်ဝေးလယ်သမားသပုံကိုနှိမ်နှင်းတတ်ဖြတ်တာတို့မင်းလာလေးလောင်းမြိုင်တို့ငစွန်6လောင်းမြိုင်တို့စီတောင်းအိုင်ရွာလူတတ်မှုတို့ဆိုတာမျိုးတွေကိုရှိတိတ်ရှိကျွင်းကြားဘူးမယ်မထင်ပါဘူးအဲ့ဒါကြောင့်တက်မတော်ကတိုင်းပြည်တိဆောက်ထားတာလို့ လျှောက်ပြောရတာဖြစ်ပါလိမ့်မယ်။ဝါကောင်းဆောင်တွေကလည်းမြမတမိုင်းကိုကောင်းကောင်းသိချင်မှသိကြမှာပါ။တိတ်ချီကျွန်းပြောတာတွေဟာမသိလို့ပြောတာတွေရောသူလုပ်နေတဲ့အလုပ်တွေကိုမှန်ကန်ကြောင်းတက်တည်ထူချင်လို့မဟုတ်တဲ့တမိုင်းတွေကိုတမင်ထွင် ပြောနေတာရောနှစ်မျိုးစလုံးယောနှောနေတာဖြစ်နေပါလေ။တိတ်ချီကျွန်းရဲ့အမားတွေကိုပြောနေရင်တရုတ်ဆိုးရရဲ့အမားတွေကိုပြောနေမယ်ဆိုလို့ရှိရင်တိတ်ပြီးတော့ရှေလျားနေပါလိမ့်မယ်။ဒါလို့ဆိုလို့ရှိရင်တရုတ်ရဲ့သဘောထားနဲ့မြန်မာနိုင်ငံပေါ်မှာကြာရောက်နေတဲ့အန်ဒီရဲ့အတိတ်အနက်ကို သိနိုင်ကြပါပြီကျွန်တော်တို့စဉ်းစားရမှာကတရုတ်ပြည်တနာကိုဘယ်လိုဖြည့်ရှင်းကြမလဲဆိုတဲ့အချက်ပါအဖြေကအလွန်ကိုခက်ခဲပါတယ်တော်တော်ကိုခက်ခက်ခက်ခဲခေါင်းချင်းဆိုင်စဉ်းစားကြရမယ်ခေါင်းစဉ်မျိုးဆွေးနွေးကြရမယ်ခေါင်းစဉ်မျိုးပါလွယ်လွယ်ရိုးရိုးနဲ့ဖြည့်ရှင်းလို့ရတဲ့ကိစ္စမျိုးရိုးရှင်းတဲ့ကိစ္စမျိုးမဟုတ်ပါဘူး brainstorming လုပ်ရမယ်ဆိုတဲ့ကိစ္စမျိုးပါဒါပေမဲ့မန္တလေးကောင်စစ်ဝင်ရုံးကိုဘုံသွားခွဲတဲ့မယူရဲလောက်ရမျိုးကိုကျွန်တော်တို့အားပေးလို့မရပါဘူး ဟိုလူခွဲတာပါဒီလူခွဲတာပါဆိုပြီးတော့အငင်းပွားတာတွေတော့ရှိတာပေါ့လေဒါပေမဲ့ဘသူပဲခွဲခွဲအဲ့ဒီလောက်ရဟာမြမပြည်သူတွေအတွက်ကောင်းချိုမပေးဘူးဆိုးချိုးကိုပဲပေးတယ်ဆန္ဒပြပွဲတွေပြင်းထန်တဲ့အချိန်တုန်းကတရုတ်စေုံတွေကိုမိရှူတာမျိုးလဲကျွန်တော်တို့အားပေးလို့မရပါဘူးအဲ့ဒီနေ့ကလည်းအလုံးမဖြစ်နိုင်ပါဘူးကောင်းချိုပေးမှာမဟုတ်ပါဘူးဒီတော့ကျွန်တော်တို့ကငုတ်တုတ်ထိုင်လက်ပိုက်ကြည့်နေရမှာလားလို့မေးစရာရှိပါတယ်အဲ့ဒါလို့ငုတ်တုတ်ထိုင်လက်ပိုက်ကြည့်နေလို့လည်းမရပါဘူး အခုလဲတရုတ်ပိုင်လိုင်းကိုဖောက်ခွဲမယ်လို့တရုတ်စစ်ရုံတွေကိုတိုက်ခိုက်မယ်လို့ကြုံဝါနေတဲ့သူတွေရှိပါတယ်အဲ့ဒီနေ့တွေဟာကောင်းကျိုးထက်ဆိုးကျိုးကိုဖြစ်ပေါ်စေပါလိမ့်မယ်တရုတ်ကိုမုံတီးနေကြတယ်ဆိုတာကိုနားလည်ပေးလို့ရပါတယ်ကျွန်တော်အထက်မှာပြောခဲ့သလိုပဲမုံစရာတွေကလည်းဗနဲမနှောရှိပါတယ်ကျွန်တော်ရောတရုတ်ကိုမမုံဘူးလားလို့မေးလို့ရှိရင်အမှန်တိုင်းရိုးရိုးသားသားဝန်ခံရတယ်မုံပါတယ်မုံစရာတွေပကြိုက်စရာတွေအများကြီးပါဒါပေမဲ့တရုတ်နဲ့ပတ်သက်လာရင်ကျွန်တော်တို့စိတ်လိုက်မှန်းမှလုပ်လို့မဖြစ်ပါဘူးစိတ်လိုက်မှန်းမှလုပ်ရင်မှားပါလိမ့်မယ် တရုတ်ကစူပါပါဝါပါတရုတ်ထက်မှအမေရိကန်လောက်ပဲရှိပါတော့တယ်အဲ့ဒီတော့တရုတ်နဲ့ပြိုင်တိုက်ရနိုင်မို့မလွဲပါဘူးနိုင်မယ်ဆိုရင်တောင်မှပေးဆပ်ရမယ်တန်ဖိုးကတိတ်ကြီးပါလိမ့်မယ်အမေရိကန်ကိုဗီယက်နမ်ကရှင်တိုက်တယ်လို့မျိုးတိုက်ရပါလိမ့်မယ်ဗီယက်နမ်နေတန်ဖိုးကြီးကြီးပေးဆပ်ရတယ်လို့မျိုးပေးဆပ်ရတာမျိုးဖြစ်ပါလိမ့်မယ်တော်တော်ခက်ခဲတဲ့ကိစ္စပါ တရုတ်ရဲ့လက်နက်အင်အားနဲ့စာရင်နန်ချက်ကူအစ်စ်လောက်ပဲပိုင်နေဗိုလ်ချုပ်မင်းအောင်လှိုင်တို့စစ်အုပ်စုကိုတောင်မှကျွန်တော်တို့ခက်ခက်ခဲခဲရှင်းတိုက်နေရတဲ့အနေထားပါဒီတော့တရုတ်နဲ့ထိတ်တိုက်တွေ့တဲ့လမ်းကြောင်းကိုကျွန်တော်တို့တတ်နိုင်သမျှရှောင်ရှားတင်ပါတယ်တချိန်တည်းမှာပဲမြန်မာနိုင်ငံရေးကိုတရုတ်နားလည်လာအောင်ဤမျိုးစုံနဲ့ကျွန်တော်တို့ချင့်ကပ်တင်ပါတယ်အစ်စ်မျိုးစုံ level မျိုးစုံကနေပြီးတော့ကိုနီးကိုဟန်နဲ့ချင့်ကပ်မှုအမျိုးမျိုးလုပ်တင်ပါတယ်အမုန်းစကားပြောရန်ဖြစ်နေတာတဲ့မြန်မာနိုင်ငံရေးကိုတရုတ်နားလည်လာအောင်ရှင်းပြတင်ပါတယ် ပြည်သူကိုတက်တဲ့ဆေးအုပ်စုကိုအားပေးရင်မြန်မာပြည်သူတွေနဲ့တရုတ်အစိုးရမြန်မာပြည်သူတွေနဲ့တရုတ်ပြည်သူတွေဟာနှစ်ပေါင်းရာနဲ့ချီပြီးတော့ကဘာမကြီးဖြစ်သွားနိုင်တယ်ဆိုတာကိုသူတို့သိအောင်ပြောပြဖို့လိုပါလိမ့်မယ်။ကာလာတို့အကျိုးစီးပွားကိုကြည့်ပြီးတော့စစ်ကောင်စီနဲ့ပြည်လဲအောင်ပေါင်းမဲ့အစားပြည်သူနဲ့ပေါင်းတင်တယ်ဆိုတာကိုသူတို့နားလည်သဘောပေါက်အောင်ပြောဖို့လိုပါလိမ့်မယ်။အဲ့လိုပြောတဲ့အခါမှာဆော့ဆော့ကကျွန်တော်ပြောသလိုအစ်စ်မျိုးစုံ level မျိုးစုံကနေချင့်ကပ်ကြဖို့လိုပါလိမ့်မယ်။ အရေးကြီးဆုံးချင့်ကပ်တင်တဲ့သူက NUG အမျိုးသားညီညွတ်ရေးအစိုးရပါ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့နိုင်ငံခြားရေး policy ဟာမအောင်မြင်ဘူးလို့ဆိုရမယ်ထင်ပါတယ်အမေရိကန်ရဲ့ထောက်ခံအားပေးမှုကိုလည်း NUG ချင်းနေချက်ချာမရပါဘူးတရုတ်ကလည်းရန်သူလို့သတ်မှတ်တာခံရပါတယ်အပြစ်တော်မတင်ချင်ပါဘူးကွာသူရှိတဲ့အင်အားနဲ့သူတက်နိုင်သလောက်သူလောက်တာပဲနေမှာပါဒါပေမဲ့အခုလိုအချိန်မျိုးမှာတရုတ်စိုးရနဲ့ရအောင်ချင်းကပ်စကားပြောတင်ပါတယ်တရုတ်စိုးရကိုထိုင်ဆဲနေမယ်ဆိုတာသူတို့နဲ့သွားစကားပြောပြီးတော့ သူတို့နားမလဲတာတွေကိုရှင်းပြရပါလိမ့်မယ်သူတို့ကိုရအောင်စီယုံဖို့လိုပါလိမ့်မယ်အမေရိကန်ရဲ့လူလဲမဟုတ်ကြောင်းတရုတ်ရဲ့လူလဲမဟုတ်ကြောင်းအမေရိကန်တရုတ်နှစ်ဖက်စလုံးနဲ့ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးကိုလိုလားကြောင်းဗမလိုက်တဲ့ဂျာနေမူဝါဒရှိကြောင်းကိုတရုတ်ယုံကြည်လောက်အောင်ဆွေးနွေးပြောဆိုဖို့လိုပါလိမ့်မယ်ဆွေးနွေးပြောဆိုနိုင်တဲ့သူစီယုံနိုင်တဲ့သူတွေကတစ်ဆင့်အဲ့ဒီလူတွေနဲ့အတူတရုတ်ကိုချင့်ကပ်ပြောဆိုကြဖို့လဲလိုပါလိမ့်မယ်ခေါင်းဆောင်ဆိုတာချစ်တဲ့မုံနဲ့ပုပ်ကိုရေး စိတ်ဆန္ဒတွေကိုယ့်ရဲ့စိတ်ဆန္ဒတွေကိုထိမ့်သိမ်းမျိုးသိပ်ပြီးတော့ပြည်သူပြည်သားကိုစားစကားပြောနိုင်မှုလိုပါလိမ့်မယ်ပြည်သူအကျိုးတိုင်းပြည်အကျိုးအတွက်စကားပြောဆိုနိုင်မှုလိုပါလိမ့်မယ်လက်နက်ကိုင်တော်လိုင်းရဲ့အဖွဲ့အစည်းတွေအနေနဲ့လည်းအမြင်ကျယ်ဖို့လိုပါလိမ့်မယ်တရုတ်ကောင်စစ်ဝင်ရုံးကိုဘုံသွားခွဲတယ်လို့မထီတထီလို့ရမျိုးဟာကောင်းကျိုးမဖြစ်စေပဲဆိုးကျိုးကိုသာဖြစ်စေတယ်ဆိုတာကိုကောင်းကောင်းနားလည်ကြဖို့လိုပါတယ်လက်နက်ကိုင်တော်လိုင်းရဲ့အဖွဲ့အစည်းတွေကိုနားလည်သဘောပေါက်အောင်ရှင်းပြကြဖို့လည်းလိုပါတယ် သတင်းမီဒီယာတွေရဲ့အခန့်ကဏ္ဍကလည်းအရေးကြီးပါတယ်တရုတ်မုံတီးရေးကိုလှုပ်ဆော်ပြောဆိုနေကြမယ်အစားတရုတ်နားလေသဘောပေါက်လာအောင်ကြိုးစားတာမျိုးကိုပို့ပြီးတော့ဥစားတင်ပေးတင်ပါတယ်ပြည်သူလူထုအနေနဲ့မုံတီးစိတ်ပွားလာအောင်လုပ်မဲ့အစားဘာလုပ်တင်လဲဆိုတာကိုပြည်သူလူထုသဘောပေါက်လာအောင်ရှင်းလင်းပြောဆိုဖို့လိုပါလိမ့်မယ်ဖြစ်နေတာတွေကိုလည်းပြည်သူလူထုသိအောင်မချွတ်မချန်တင်ပြဖို့လိုအပ်ပါလိမ့်မယ်တရုတ်မြန်မာလူမျိုးရေးမုံတီးမှုမဖြစ်ပေါ်ဖို့အရေးကြီးပါတယ် ထိပ်ပိုင်းကလူတွေမှားတဲ့အမှားကြောင့်အောက်ခြေဆင်းရဲသားခြင်းရံဖြစ်တာမျိုးဟာလုံးဝအတိတ်ပဲကင်းမဲ့ပါတယ်အလွန်မယူရရကြပါတယ်အရက်ဖက်အဖွဲ့စည်းတွေအနေနဲ့လည်းအရက်ဖက်အဖွဲ့စည်းအချင်းချင်းပြောဆိုရှင်းလင်းတာတွေလုပ်တင်ပါတယ်တရုတ်ဘုံเจ้าတွေတရုတ်ကုန်သည်ကြီးများအသင်းတွေတရုတ်ရက်ဖက်အဖွဲ့စည်းတွေနဲ့များများထိတွေ့ဆက်ဆံတင်ပါတယ်စစ်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေရုံမာမှုတွေကိုတရုတ်ပြည်သူတွေသိဖို့လိုပါလိမ့်မယ်ပုံမှန်လင်းလင်းပြောရရင်တရုတ်စစ်အနေနဲ့စစ်ကောင်စီကိုခွဲထုတ်ဖို့အတွက် ဖြစ်နိုင်သမျှနီလန်းနေနဲ့စူးစမ်းတင်ပါတယ်။တရုတ်ပြည်နာကိုအမျိုးမြင်ရှိရှိဖြည့်ရှင်းနိုင်ရေးအတွက်ဆွေးနွေးညှိနှိုင်းတိုင်ပင်တာတွေအဖြစ်ရှာတာတွေကိုတတိယနိုင်ငံတွေရဲ့တန်တမန်နေစီမှာအကူအညီတောင်းတာတွေကိုလည်းလုပ်တင်ပါတယ်။တရုတ်ဟာနီးရတာပါ။နီးရတာမို့လို့ကြောက်ရမယ်လို့ကျွန်တော်မဆိုလိုပါဘူး။ဒါပေမဲ့ကျွန်တော်တို့အနေနဲ့စစ်ကောင်စီဆိုတဲ့ပထမရန်သူနဲ့လုံလောက်နေပါပြီဒုတိယရန်သူ မမွေးသင့်ပါဘူးတရုတ်ကိုဓာတ်ထားခြင်းလှန်လှန်ခြင်းတွားလုံနေလို့ရှိရင်အကျိုးမများနိုင်ဘူးလို့ပဲပြောချင်ပါတယ်ခင်ဗျာ